မင်းကလေး Rolex ထဲမှာကျွန်တော်အကြိုက်ဆုံး MOB တိုင်းရောဟယ်လိုအားလုံးမင်္ဂလာခင်ဗျာဒီနိုင်လေးပေါ့နော်ကျွန်တော် single AD ကနေပြီးမှကျွန်တော်ညမလိုချင်တဲ့ထုတ်ပေးပါဆိုလို့ကျွန်တော် single AD ကိုလမ်းပြောရင်းနဲ့သူတို့ကကျွန်တော်ညမနာမည်နဲ့ထုတ်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရတာမှာတပတ်လောက်ပဲရှိသေးတယ်ပေါ့နော်ဒီဟာလေးက Rolex ထဲမှာအရှားဆုံးနဲ့မိန်းမထဲမှာပေါ့နော်ကျွန်တော်အကြိုက်ဆုံးနိုင်လေးဖြစ်ပါတယ်ဒါ MOB Mother of Pearl Diamond လို့ထားဖြစ်ပါတယ်ခင်ဗျာဒီ Rolex Datejust တမိုင်းကိုစပြောရရင်ပေါ့နော် Lady Datejust ကိုသူတို့က1959ခုနှစ်ကစပြီးထုတ်ခဲ့တယ်ဒီ Mother of Pearl Diamond ရောသူတို့က 1980လောက်မှာစပြီးမိတ်ဆက်ခဲ့တာဖြစ်ပါတယ်80 80လောက်မှာပေါ့နော်ဒါပေမဲ့တားနာမည်ကြီးတော့1990လောက်မှာစနာမည်ကြီးတာဖြစ်ပြီးမှတော်တော်လေးကိုလှတဲ့နိုင်ရည်ဖြစ်ပါတယ်ဘာလို့လှလဲဆိုရင်ပေါ့နော်ဒီ Mother of Pearl ဆိုတာပေါ့နော်သူတော့တုံတုံထုတ်လို့မရဘူးပေါ့နော်လုံးဝ artificial အယောင်တွေလုံးဝမသုံးမဲနဲ့လုံးဝသူ့ရဲ့အယောင်ဟောပါဗောနော်အထဲမှာငွေရောင်ရဲ့မီးခိုးရောင်လေးရဲ့ဟိုပလဲရောင်လေးရဲ့ဟို rainbow ရောင်လေးရဲ့အဲ့လိုမျိုးစုံတန်းနေတာဖြစ်ပါတယ်ပြီးတော့ဗောနော်ဒီအထဲကပလဲလေးရာဆိုရင်လူလက်ဖို့ရလို့ပဲတစ်လုံးနဲ့တစ်လုံးမတူဘဲနဲ့လုံးဝ unique ဖြစ်နေတာဖြစ်ပါတယ်ခင်ဗျာပလဲလေးတွေပြီးတော့ natural light ထဲမှာဆိုတော်တော်လေးကိုပိုလှတဲ့လုံးလေးဖြစ်ပါတယ်ခင်ဗျာဒီ Rolex ရဲ့ Lady Day Jacket ကဆိုရင်ဗောနော်ကပပထမဆုံးအမျိုးသမီးနိုင်ရဲ့မှာ chronometer certified ရတဲ့နိုင်ဖြစ်ပါတယ်ခင်ဗျာ ပုံမှန်နိုင်ရည်ဆိုရင် COSC approve ပဲရတာပေါ့နော်သူတို့ movement တွေပဲစစ်တာပေါ့နော်ဒါပေမဲ့ဒီ Rolex မှာဆိုရင် Superlative Chronometer Certified ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုရင်သူတို့က COSC Switzerland စစ်တဲ့အားတဲ့သူတို့ Rolex ထဲမှာပို့ပြီးတင်းတင်းကြပ်ကြပ်စစ်တယ်တရက်ကို minus to plus 2 second difference ပဲရှိရမယ်ပြီးရင် water resistance ကိုစစ်တယ်ပြီးတော့ပေါ့နော် power reserve ကိုစစ်တယ်ပြီးတော့သူကအကြမ်းခံတာတွေအကုန်စစ်ပြီးမှအပြင်ကိုတစ်နှစ်လောက်စစ်ပြီးမှအပြင်ကိုထုတ်ပေးတာဖြစ်ပါတယ်။သူတို့ Rolex ပြောနေကြစကားရှိရပါတော့ ဒီနိုင်ရီကသူတို့စက်ရုံမှာပဲပြန်ရင်ပြန်မယ် customer လက်ထဲမှာလုံးဝတစ်ခုမှမပြတ်စေရအောင်ဆိုပြီးသူကလုံးဝကိုလို့အမခံပြီးမှပေါ့နော်ဟို QC quality control တေချာလုပ်ထားဖြစ်ပါတယ်ခင်ဗျာ main လေးထဲမှာဆိုရင်ဒီနိုင်လေးရဆိုရင်28 mm လာတယ်31 mm လာတယ်ပြီးတော့ power reserve က55နာရီရတယ်ပေါ့နော်ပြီးတော့ဒီနိုင်လေးကိုဘယ်လိုတွေကျွန်တော်အခုကျွန်တော်ညမလက်ပေါ်မှာဆိုရင်သူကသူ့လက်ကောက်က6လက်မ size ရှိရဖြစ်တဲ့အတွက်28 mm လာတယ်က OK တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ သူကသေးတာကြိုင်တော့ okay ရဲ့ပေါ့နော်ကျွန်တော်ကတော့ခြောက်လောက်မှဆိုရင်တော့31 mm ကိုပို့ပြီးအားပေးတယ်ဒီနာရီကိုဘလိုလိုတွေဝတ်တင်လဲဆိုရင်ပေါ့နော်ကျွန်တော်ပြောတယ်ပေါ့နော် main ကလေးတွေထဲမှာအသက်ကြီးကြီးငယ်ငယ်ဝတ်လို့ရတယ်ပေါ့နော်ဒီဟာလေးကဟိုပလဲနဲ့စိန်နဲ့ပေါင်းထားပြပြီးမှ luxury vibe ကိုရပြီတော်တော်ကိုအထက်တန်းဆန်နဲ့ကျွန်တော်အမြင်ပေါ့နော်တော်တော်လေးကိုမိုက်တင်နိုင်ဖြစ်ပါတယ်ဒီမှာဆိုရင်ပေါ့နော်တော်တော်ခေစားတာ chocolate တို့ဟိုပန်းရောင်တို့ဟိုအစိမ်းအဲ့လိုခေစားရပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ main မှ digest mainly digest ချင်းမှာဒီ MOB ဒိုင်ကိုတော်တော်လေးကိုလှပြီးကျွန်တော်အနီးကရိုက်ပြမယ်ပေါ့နော်တော်တော်လေးကိုသူကပလဲဟူးအရောင်လေးတန်းနေပြီးတော်တော်လေးကိုမိုက်တဲ့နိုင်လေးဖြစ်ပါပြီခင်ဗျမီကိုလိုလို rainbow လိုလိုလိုအရောင်လေးနဲ့ပေါ့နော်ပလဲနဲ့စိတ်နဲ့ပေါင်းထားတဲ့အရာလေးက luxury ပုံစံပြီးမှအထက်တန်းစံနေလို့ကျွန်တော်စီတို့မှာမြင်နေပေါ့နော်ဒါလေးကိုပြီးတော့ဒါလေးကပေါ့နော် Rolex ရဲ့ iconic အဖြစ်ဆုံး fluted version နဲ့ jubilee version တွေဆိုပြောကြရမလို့လူကြားတဲ့တောင်းကိုထင်းထွက်နေမဲ့နိုင်လေးလို့ဖြစ်ပါတယ်။တော့ business woman အထာလေးနဲ့တော်တော်လေးကိုမိုက်နေနိုင်လေးလို့ဖြစ်ပါပြီခင်ဗျဒါလေးကတော့ ဒီနေ့ကတော့ကျွန်တော် main ကလေး data set မှာကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ MOP dial ကိုကျွန်တော်ပြောပြသွားဖြစ်ပါတယ်ခင်ဗျာနောက်ဒီမှာတော့ကျွန်တော်ဒီတက်ကောင်းတဲ့ connect နဲ့ပြန်လာခဲ့ပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ